်ပြင်မနာမြို့နယ်ကြည်တောင်ရွာအနီးမှာတည်ရှိပါတယ်။လှေခွင်းတောင်တွင် ဖုံးတော်ကြီးခင်ကြီးဖြူကမျက်နာကိုပတ်ရှိကိုမုတ်ပြန်စေတီတော်ကို1598ခုနှစ်မှာတည်ထားခဲ့ပါတယ်။တောင်ထိပ်ထိကွန်ကရစ်လမ်းဖောက်လုပ်ထားလို့ကားဖြင့်လှေခွင်းတောင်ဖျားကိုတွားရောက်ဖူးမြော်နိုင်ပြီးရွှေလှေငွေလှေနှစ်စင်းကိုလည်းတွေ့မြင်နိုင်ပါတယ်။လှေခွင်းတောင်မှညီညာဖြောင်းတန်းစွာပိုင်းဖြတ်ထွင်းဖောက်ထားတဲ့ကဲ့သို့ ထူးခြားတဲ့ကြောက်ပွဲကြီးမှာအကျဲ3ပေခန့်အမြင့်25ပေခန့်အလျား40ပေခန့်ရှိပါတယ်။ဒီကြောက်ပွဲကြီးမှာတိုင်နန်းရှင်များနဲ့ရွှေလီငွေလီတို့ထိုးဖောက်ဝင်ရောက်သွားတာကြောင့်ဖြစ်ပေါ်လာတယ်လို့ရှေးလူကြီးများက ဆိုကြပါတယ်။ဒီအကြောင်းအရာကိုမှီပြီးလေခွင်းတောင်လို့ခေါ်ကြတာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း800ကျော်ခန့်ကပကံပြည်မှာအနောယထာမင်းကြီးထီးနန်းတိမ့်ပိုက်စူးစံတော်မူခြင်း ပကံပြည်အနေနဲ့အရရက်ကအကြီးကြီးအယူဝါဒများကိုဖယ်ရှားတုတ်တင်ခဲ့ပါတယ်။စီရေးအရာ ရှင်းလင်းတုတ်တင်မှုလိုအပ်တဲ့နေရာများကိုဓာရေးလှန်ရေးကျွမ်းကျင်နဲ့စစ်တီသုံးကြည့်ရွေးချယ်၍အနေနဲ့အရရက်